ီပွဲတော်တွေပါရှိလို့ရှင်ဒါနှစ်တိုင်းတော့ကပြီးနေကြအဲ့မှာဆိုရင်လည်းမြန်မာကတွေကကဘူးတယ်ပေါ့နော်ကဘူးတယ်ဆိုတော့အဲတင်ရမယ်ဆိုရင်တော့အရင်တော့အစ်စ်အဆန်းအလိုတော့ဖြစ်မယ်မထင်ဘူးပေါ့ပညာရဲ့အစ်စ်အဆန်းတော့ဖြစ်မယ်မထင်ဘူးလွယ်တော့လွယ်မှာပေါ့ MSB character အစ်စ်ပေါ့အစ်စ်ကိုမှကိုတနည်းလေးလေး challenge ဖြစ်တဲ့ character ပေါ့လို့လက်ခံကြည့်ခဲ့ရပါတော့အများကြီးထူးခြားမှာတန်တန်ကြီးမဟုတ်တဲ့ လူတရားအနေနဲ့မရမှာပေါ့နော်ပြီးတော့ဒီမှာကကြတော့သူကအလိုအကရေးပါတင်ရမှာလည်းရှိရပေါ့နော်အကအောင်မှာအလိုမျိုးပတ်ပိုင်လာလာလည်းတည်ချအခြေခံအစားတင်ရမှာလို့ဆိုတော့ပြီးတော့မြန်မာအကဆိုတော့အဲ့ဒါလေးကတော့ ကိုအတွက် challenge ဖြစ်တဲ့အရာပါဘောတော့အဲ့လိုဆိုဒီဟာလေးကိုရရင်တော့ရှင်းခုံမိရရိုက်ဖို့လေဟုတ်ကဲ့ရေရက်ကဝဲဆိုကြောက်တက်တော့မှကြာတော့စုံညီပွဲတော်တွေပါရှိလို့ရှင်ဒါနှစ်တိုင်းတော့ကပြီးနေကြအဲ့မှာဆိုရင်လေမြန်မာကတွေကကပြီးရပေါ့နော်ကပြီးရဆိုတော့အဲတင်ရမယ်ဆိုရင်တော့အရင်တော့အစ်စ်အဆန်းအဲ့လိုဖြစ်မယ်မထင်ဘူးပေါ့။ပညာရဲ့အသိဉာဏ်တော့ဖြစ်မယ်မထင်ဘူး။လွယ်တော့လွယ်မှာပေါ့ဟုတ်။အဓိကကတော့ဒါဇက်ကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာဒါတရုပ်ဆောင်ပြရမယ်။ဒါတရဲ့အဲ့လိုကအမှုပညာဆွဲယူချပြရမယ်ရှင်းနေ။ဒါလုံးလုံးပြရမယ်ရ ှင်းနေပါရပေါ့နော်ပြီးတော့အဲ့ဒါလည်းဒီ mic box ဒီ mic အီတောင်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လုတ်ချင်တယ်ပေါ့နော်တခါမှလည်းမဆုံးဘူးဆိုတော့တော့အရှင်မျက်လက်တက်မှဆိုရင်လည်းတာမီဒါပေမဲ့မဆုံးလိုက်ရအောင်ပေါ့နော်ငယ်ဘဝကြီးဘဝမှာကွဲသွားတာဆိုတော့အဲ့လိုဆိုတော့အခုမှပြန်ဆောင်ရမှာဆိုတော့လုတ်ကြည့်ချင်တယ်ပြီးတော့ကိုယ်အတွက်လည်းအာမြင့်ပညာကျန်မဲ့ character လို့ခံစားရတာပေါ့နော် အများကြီးဟုတ်ကဲ့အများကြီးတော့အများကြီးတော့ကြိုးစားရမှာပေါ့နော်ဒီဝိုင်းရင်တရုတ်ဆောင်နေတဲ့တရုတ်ဆောင်တဲ့အခါကျတော့သူတို့ကအရန်လုတ်သွားတဲ့အခါကျတော့သူတို့ကမကြံခဲ့အောင်လို့အဓိကလုတ်ရတာမျိုးဆိုတော့အခုကအများကြီးတော့ပြင်ဆင်ထားပါတယ်ရှင်လဲခုံပါတယ်အများကြီးလုတ်ပြတ်ကြပါဟုတ်ဟုတ်ကဲ့ဒီကတော့ဒါကတော့တတ်အတွက်အာအနုပညာကြံအောင်လို့ဒါကရိုက်မယ်လို့စဉ်းစားထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တားရဲ့ character ကလည်းအဲဒါလုတ်ွက်ရှိရပေါ့နော်။အဲအဲကြောင့်လည်းရိုက်ဖြစ်ခဲ့တာဆိုတော့ဟုတ်ကဲ့။ အများကြီးကျူးစားမှာပေါ့အခုကတော့အဲ like တင်းနေစစ်မြောက်သေးပေါ့နော်ကြည့်ရစစ်မရှိသေးပေါ့နော်ဆိုတော့မအားဘူးတလောမှခီးရပြန်တော့ခုလည်းခီးပြန်သွားအောင်မှာဆိုတော့တင်းနန်းကတော့ဒီဇက်ကရိုက်နေတဲ့တောက်လျှောက်လည်းဒါတင်းနန်းတက်ဖို့တော့စဉ်းစားထားတယ်ပေါ့နော်တင်းနန်းလည်းတက်ရင်ဇက်ကလည်းရိုက်ရင်အဲ့လိုမျိုးလေးလုပ်ဖို့တော့စဉ်းစားထားတယ်အဲအခု TikTok မှာတော့မြန်မာကရေးပါတယ်တော့ like ပြီးတော့ကြည့်ပြီးတော့လေးတော့လေးလာနေပြီပေါ့နော်တက် TikTok ကတော့တက်ဖို့ခက်တယ် TikTok ကတော့မှအဲ့လိုနည်းနည်းလုံးချလိုက်လို့ရတယ်မြန်မာကကျတော့သူကစီးနေဝါနဲ့အဲ့လိုလက်ချိုးတာအစားဒီခြေထောက်တရား စားအလုပ်တွေပေါ့နော်ဒီခါးတွေပါရစပျော့ပျော့ပြောင်းနေပါရမှာဆိုတော့တော်တော်ဟိုလေ့ကျင့်မှထင်တယ်ဒီကင်မရာမှာလှအောင်လေဟုတ်တယ်လုံးဝလည်းအမမခံဘူးလို့ပြောရနော်ဟုတ်တယ်ဟုတ်တယ်မြန်မာကအကြပို့ပြီးတော့စကန်ချီးပြီးတော့ပို့ပြီးတော့အပိုခက်တယ်လို့ခံစားရတယ်တခြားဟာရင်လည်းမတူမြန်မာကအကြတော့စီစနစ်ကြမှာလေလှအောင်ဆိုတော့လေလှအောင်ကလည်းပျော့အောင်ကတ္တမဆိုတော့အများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုဆိုတော့ အများကြီးတော့ကြောင်းလင်းပါပါဒီကားထွက်လာရင်တော့ကြည့်ကြည့်ပါဒါအများကြီးကြိုးစားထားတာမရပါဘူးဒါလည်းတက်ကိုတာဒီကားအတွက်စိတ်နဲ့တက်ပါပါခုနတွေကဆိုရင်ဘာလို့အဲ့လိုတီချာတော့ဒါလည်းမသိဘူးပေါ့နော်ဒါကဒါနဲ့စိတ်နဲ့ဟို level တစ်ခုဆိုတော့အခုမှဒီကားရိုက်မယ်ဆိုမှဒါကဒီမြန်မာကအောက်ဆက်ပြီးတော့တီချာလေးလေးလာမှဆိုတော့အဲ ဒီအဓိကသားတို့ကဘယ်လိုဘယ်လိုပြောရမလဲ professional ထိသွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီဇာကားမှာပါတဲ့ sing မှာငါဘယ်လိုကားကွက်ကပါလဲ passing ပါတယ်အဲ့ဒီဟာနဲ့အဆင်ပြေအောင်လို့ဘာကားကွက်တဲရမလဲပေါ့နော်ဆီယမ်မာနေ့တော့တိုင်ပြရမှာပေါ့အဲ့လိုမျိုးလေးတော့သွားဖို့စဉ်းစားထားတယ်ပေါ့နော်ကိုယ် professional light ထိသွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဖြက်လန်းရနေရောနည်းနည်းလေးတော့ light light တော့လိုက်ရမှာပေါ့နော်တင်တဲ့ခါကျတော့မရှိဘူးအဲ့လိုတော့မရှိဘူးဒါအဓိကကတော့ဘယ်လိုပြောရမလဲအဲဟိုကိုလာချင်လို့ပေါ့နော်အမှန်အမှန်ဆိုရင်တင်တယ်မတက်ပဲနဲ့ဘယ်လိုပြောရမလဲဒီကိုယ့်ကိုကားကွက်အမြင်နဲ့တင်လိုက်ပြီးတော့ ရိုက်လိုက်လေရတော့ရရတယ်ဆိုပေမဲ့လည်းအဲတင်လိုက်ရင်ကြာတော့လည်းပို့ပြီးတော့လှမှာဆိုတော့ဒါကတော့တခြားလေးလို့ပို့ရစမ်းထားပါဟုတ်တယ်ကပြပါပါဒီကရပါဟုတ်ကဲ့ကပါပါဆိုတော့ဒါ item plus လောက်ရတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့အဲ့ပုံမှာကျူစာအထုရတာလုံပန်းရတာဘယ်လိုမျိုးအဲစိတ်ရှိအဓိကတော့ဒါအဲ့လို challenge ဖြစ်တာကြိုက်တယ်အခုဆိုလဲဒါဒီ လက်တလောမှာဆယ်လီဆယ်ပြိုးရေး program ရိုက်ပြီးတာပေါ့နော်အဲ့ဒီဟာရိုက်ပြီးတဲ့အချိန်မှာပို့ပြီးတော့အဲ့လိုမျိုး risk ယူကြည့်ရတာ challenge လုပ်ရတာပို့ပြီးတော့မှသဘောကျလာတယ်သမယိုးချထက်အစာရင်ကိုမလုပ်ဘူးတဲ့အရာကိုဆမ်းပြီးတော့လုပ်ကြည့်ရကိုမဖြစ်နိုင်လို့ထင်တဲ့အရာကိုစပြီးတော့စိန်ခေါ်ကြည့်ရအဲ့လိုပို့ပြီးကိုကိုကိုလည်း level ကပို့ပြီးမြင့်လာစေမယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုဆိုတော့အခုအစပြီးတော့အဲ့လို challenge ဖြစ်မဲ့ character ရယ်ဆိုတော့ဒါပို့ပြီးတော့ဥစားပြီးပြီးတော့ရိုက်ဖြစ်နေတယ်ထင်တယ်ဟုတ် ဆယ်လီဆယ်ပြိုးရဲ့ပြန်လာတဲ့သူတော်များကြီးကြတယ်အသားတွေမဲလာတယ်ပင်ပန်းနေဆိုပြီးတော့ကုရိုင်းရောဒါပေမဲ့တောက်ကြည့်ရတော့သားလေးကကြည်နေတော့မယ်ထင်လို့ပါသားတော့အယောင်ကျသွားတာနှစ်တုံးလောက်ကျသွားတယ်ဖောင်ဒေးရှင်းလေးရေးတိတာတယ်နည်းနည်းပေးသွားပြီဟုတ်တယ်တိတ်သွားတယ်ထင်တာပဲဆယ်လီဆယ်ပြိုးရဲ့ကြတော့ reality show ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တည့်တည့်ဆိုအဲ့လိုမျိုးလေးစိတ်လှုပ်ရှားမှုတွေနဲ့နိုးထလာတည့်တည့်။ဘာဆော့ရမလဲမသိဘူး။ဘာလုပ်ရမလဲမသိဘူး။ဘယ်နေရာမှာလဲမသိဘူး။သူက location တောင်ပြောဘူး။အဲမိုးလီမီဆိုတော့မှသူတို့ shooting ကတော့ကလာရပြီးတော့ဒီနေရာမှာပြီး location ရောက်တော့မှအဲ့လိုစက်တင်ပြင်စင်တွေတွေ့။ဟောဒါကြီးဆော့ရမှာလား။အော်ဒီလိုလားအဲ့လိုတည့်တည့်ပြီးအတဲကလည်း၄တင်းဆိုပြိုင်ဆိုင်ပါညာဆော့ ပြောဖို့ကောင်းပါတယ်ဒါကတော့ဒီဆယ်လီဆယ်ပြိုးပြီးပြလို့လက်ခေရတာဒါအတွက်ဘလို့အရန်တတတတင်လိုက်ရတဲ့အရာအရန်မြရပေါ့နော်အသားမဲဝရတယ်ဆိုပေမဲ့ဒါအတွက်ပြန်ရလိုက်တဲ့အရာတွေကစိတ်ပိုင်းဆိုင်ရာပေါ့နော်အတွေးခေါ်ရတယ်ပြောင်းလဲဝရတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့အဲဒါကတော့ဒီ2025လဲကုံတော့မှာဆိုတော့2025နှစ်ကုံကလေ2026အထိပေါ့เนาะဒါအရှိမရက်ခဲတဲ့ character တွေနဲ့မတူဘဲနဲ့တဏ္ဍာရီကဒီလိုမျိုးလဲလုံနိုင်ပါလားတဏ္ဍာရီကဒီလိုမျိုးလဲလုံတတ်ပါလားအဲ့လိုပုံစံမျိုးလေး အများကြီးလုတ်ပြခြင်းတော့เนาะအဲ့တော့ကိုကိုကိုလည်းတခုတခုဒါမလုံနိုင်ဘူးဆိုတော့အရာမလုံနိုင်ဘူးလို့ထင်ခဲ့တဲ့အရာလေးကိုလုတ်ကြည့်နေရောပေါ့เนาะအခုဆိုတော့ဒါကတာရေးပါလေဆိုလဲဇကားရဲ့မှာကပြဖို့ဆိုတာဗင်းသမီးတယောက်အနေနဲ့ကကြတော့မလောက်ဘူးအဲတေချာမလုတ်ပြဘူးဆိုရင်ဒါဝေဖန်မှုကပုံများပါလေအပိယာထက်ဝေဖန်မှုကပုံများနိုင်တာဆိုတော့ဒီ character ကတော့အများကြီး challenge ဖြစ်ပါတယ်တေချာလည်းစူးစမ်းပြီးတော့ ဲ့ရိုက်မှာပါအဲ့တော့ဒါရဲ့စူးစမ်းမှုကြီးကြီးပါပေါ့နော်ဒီထွက်လာတဲ့ခါကျရင်လည်းဘာပြောမလဲဆိုတာနားထောင်ညှို့လင့်နေတယ်ပေါ့နော်မြန်မာစတာပစာ